ို့ရေကျမဒုံမိုးခိုင်ဖြစ်ပါတယ်ဒီကနေ့2025ခုနှစ်မေလ8ရက်နေ့အရန်ကိုမင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့နေ့ကလေးပေါ့ရှင်ကျမဒီရက်ထက်မှပျောက်သွားလို့ကျမရဲ့မိဘပြည်သူတွေညီကိုမောင်နှမတွေအရစိုးရင်စိတ်တွေနဲ့စိတ်ပူပူရှိနေကြတာဟုတ်လားကျမစီကိုဖုန်းနဲ့ဆက်ပြီးတော့အမျိုးမျိုးသတင်းပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ရရှိပါတယ်ဟုတ်လားအခုကျမရဲ့မိဘပြည်သူတွေအရန်ကိုမျော်လင့်စောင့်စားပြီးတော့မျော်လင့်တကြီးနဲ့အရန်ကိုစောင့်စားနေခဲ့တဲ့ပွဲလေးယနေ့ကျမတရားဝင် တီးပေးကြော်ညာပါတော့မယ်ဟုတ်လား why and simple is like youtube account ပိုင်ရှင်ဖြည့်ခင်ဘဝနဲ့အမုန်းခံ လူသားတက်တော့ account ပိုင်ရှင်ကိုစော်ဖုံဟိန်းဒီကျမအာဂုံတိတ်ခါကိုထိခိုက်စေတယ်ချိန်ချောက်တယ်နော် ကျမရဲ့ဓပုံလေးကိုကျမရဲ့ဓပုံလေးကိုပြပြီးတော့ကျမရဲ့ဂုံတိတ်ခါကိုထိခိုက်စေတဲ့အပြုမှုအပြောဆိုတွေကျမကိုမယိုင်းဆဲဆိုးစွာနဲ့ပြုတ်လောက်ခဲ့သည့်အတွက်ကြောင့်နော်ဆက်သွယ်ရေးဥပဒေပုံမှ66ဂါကြီးကနေဒီကနေ့ရှေ့ရက်9လ2025နော်တောင်တကုံမြို့နယ်ရန်ကုန်တိုင်းဒေသကြီးတောင်တကုံမြို့နယ်မြို့မရက်စခန်းမှာပဘာနံပါတ်358မြင်းဆောင်2025ဆက်သက်ရေးဥပဒေပုံမှ66ဂါကြီးဖြင့် တမတရားဝင်ဥရင်နဲ့အညီတရားဆွဲဆိုမှုပြုခဲ့ပြီးပါပြီเนาะပါနံပါတ်35ရှိမြင်းဆောင်2025ဆက်သက်ရေးဥပဒေပုံမှ66ဂါကြီးနဲ့ဥရင်နဲ့အညီတရားဆွဲဆိုခဲ့အမှုဖွင့်ပြီးပါပြီရှင်เนาะဟုတ်လားတမအရင်တုန်းကလုပ်ခဲ့တဲ့2020ရွေးကောက်ပွဲကာလတုန်းကကျမကအခြေခံလူတန်းစားဘဝမြင့်မားရေးပါတီရဲ့အထွေထွေအတွင်းရေးမှုအဖြစ်ဘာသာတနာတိုင်းပြည်အတွက်အရေးကြီးတဲ့အချိန်မှာ နော်ရှေ့ကနေမာမာမမရက်ပြီးတော့တိုက်ပွဲဝင်ပြီးတော့လောက်ခဲ့တဲ့ကျမဒုံမူခိုင်ကိုကျမရဲ့ပါတီနာမည်တွေဟုတ်လားအခြေခံအခြေခံလူတန်းစားဘဝမြင့်မားရေးပါတီဆိုတဲ့ခေါင်းစဉ်ကျမဒုံမူခိုင်ရဲ့ပုံတွေကိုဒီ social media သူ့ရဲ့ဒီ YouTube account social media ပေါ်ကနေပြပြီးတော့ကျမရဲ့ဂုံတိတ်ခါကိုထိခိုက်စေတယ်ချိန်ချောက်တယ်ဆဲဆိုတယ်ပြုမှုတဲ့ပြုမှုခဲ့သည့်အတွက်ကျမက66ဂါကြီးနဲ့ယနေ့ တောင်တကုံနော်တောင်တကုံမြို့မရဆခန်းရန်ကုန်တိုင်းဒေသကြီးကနေပြီးတော့ကျမအမှုဖွင့်ရေးတရားဝင်ဥပဒေနဲ့အညီရေးရေးယူမှုပြုခဲ့ပြီးပါပြီဟုတ်လားငါကဘာကောင်လဲငါနောက်မှာဘသူတွေရှိလဲငါကိုလှုပ်ရဲလို့လားဘသူကအမှုဖွင့်ရဲလဲဘယ်ဆခန်းကအမှုဖွင့်ရဲလဲဆိုပြီးအာပေါင်းအာရင်တန်တန်နဲ့လက်သီးလက်မောင်းတန်းခဲ့တဲ့သူအခုတော်မမိုးໄຂဆိုတဲ့မိန်းမကဘလို့အမျိုးအစားလဲဘလို့ အဆင့်အတန်းလဲဆိုတာကိုသိရပါမယ်ကျမရဲ့ဒီဓာတ်ပုံတွေကိုပြပြီးတော့သူ့ကိုကျမကချိန်ချောက်ပါတယ်ဆိုပြီးလိန်လေပြောဆိုခဲ့တဲ့အကြောင်းလေးကိုကျမဒီ live ကျမရဲ့ Facebook account เนาะ Facebook account ကနေကျမညက်